အခုလိုကမ္မတက္ကတာသမ္မာဒိဋ္ဌိတို့ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာမကြဘူးဘူးသေးဘူးပကံဧရိယာမှာရှိကြတဲ့လူတွေမကြသေးဘူးမကြဘူးသေးဘူးလို့ပြောเนาะမကြဘူးသေးဘူးအဲ့ဒီလိုနဲ့ဘဝတစ်ခုကိုစားပြုတ်လာခဲ့ကြတယ်ဘသူရဲ့ခြေဆူးနဲ့ပကံဒိဋ္ဌာကလူတွေဟာ မြတ်စွာဘုရားရဲ့သာသနာဆုံးမတွေကိုသိရှိခွင့်ရကြသလဲဆိုရင်ထင်ရှားတာကိုပြောမယ်တခြားပုဂ္ဂိုလ်တွေလည်းရှိနိုင်တယ်ပေါ့နော်အနိရုဒ္ဓတိဝါလို့ခေါ်တဲ့သို့မဟုတ်အနုရုဒ္ဓလို့ခေါ်တဲ့အနောထမင်းကြီးရဲ့ခြေစုပဲလို့ဒီနေရာကိုရှေးရခင်ကပုခာရမဆိုတဲ့နာမည်နဲ့ခေါ်ခဲ့တာဖြစ်တယ် ပုဂ္ဂရာမမြို့တော်ကို အရိမတ္တနာတဲ့ရှန်သူတွေကိုနှိမ်နှင်းရဖြစ်တဲ့မြို့ဆိုပြီးတော့အဲ့တော့ဒီအနောထမင်းကြီးမပေါ်ခင်ကဒီဒေသမှာမင်္ဂနဲ့တရားတော်မှာမျိုးစေဟာမရှိဘူး အတ္တမကိုဓမ္မလို့လုပ်ပြီးတော့ဟောပြောနေကြတယ်ဓမ္မကိုအတ္တမလို့လုပ်ပြီးတော့ဟောပြောနေကြတယ်မနှမ်းရဆိုရင်ရပြောရမယ်ဆိုလို့ရှိရင်ဒီအနောထဘယင်ကြီးဟာပထမတုန်းကအနောထဘယင်ရဲ့ရှေ့မှာနန်းတက်တာကသူ့ရဲ့အကူပေါ့အကူလည်းတော်မယ်ပေါ့ စုတ်ကတိဆိုတဲ့ပင်နန်းတက်တာဖြစ်တယ်နော်စုတ်ကတိမင်းကြီးရဲ့အမှုတော်ကိုသူထမ်းတဲ့ချိန်တုန်းကဒီနာကပကန်းပဝန်းချင်မှာသူ့မုံတရစ်ဖျင်းတည်ထားခဲ့တဲ့ရွာကြီး16ရွာရှိတယ်အဲ့ဒီရွာ16ရွာကိုပေါင်းပြီးတော့ပုခာရမအရိမတနာဆိုတဲ့နိုင်ငံကိုတည်ထောင်တာဖြစ်တယ် အဲ့ဒီ16ရွာထဲမှာ အနုရာဒဆိုတဲ့ရွာရှိတယ်။အနောထမင်းသားဟာအနောထလို့မခေါ်သေးခင်ကအဲ့ဒီချိန်မှာအနုရာဒရွာကိုအပိုင်စားရတဲ့မင်းမှုတံမဖြစ်ခဲ့ဘူး။မှန်ပါတယ်။သုတ်ကတိရဲ့အမှုကိုထမ်းရတယ်။နောက်ပိုင်းရောက်တဲ့အခါကျတော့သုတ်ကတိနဲ့သူ့နဲ့စိန်ခေါ်ကြတယ်ပေါ့နော်။ပကံသမိုင်းမှာပြောမယ်ဆို။ စိန်ခေါ်တယ်အဲ့ဒီခစ်ကလူစွမ်းကောင်းခစ်ဆိုတော့မလိုကြမလဲမြင်းနဲ့စီချင်းထိုးပဲစီချင်းထိုးတယ်ဆိုတာအသေးတတ်တာအပြောလောက်တာမဟုတ်ဘူးနိုင်တဲ့လူကရှုံးတဲ့လူကိုအသေးတတ်မှာပဲစုတ်တေးနဲ့အနောရထာမြင်းကပါချောင်းပေးပါမြင်းစီးပြီးတော့တုံးတဲ့လူလက်စွမ်းကိုပြကြတယ် ပထမစုတ်တေးကမြင်းစီးပြီးတော့အကွက်ချောင်းပြီးတော့အနောထာကိုလှန်နေထိုးလိုက်တယ်တို့လိုက်တော့သူလှန်ချက်ကချက်ကိုမထီပဲနဲ့မြင်းကကိုသွားထိသွားတယ်အဲ့ဒီမှာအနောထာကဒီခါတော့နောင်တော့လှည့်ပြီးပြီးသူ့လှည့်ပဲခဏအောင်ခံဆိုပြီးတော့မြင်းကိုလှည့်ပတ်စီးပြီး စုတ်ကတဲကိုလမ်းနဲ့ထိုးချလိုက်တဲ့အခါကျတကယ်ချက်ကောင်းကိုထိသွားတော့စုတ်ကတဲရောမြင်းရောချောင်းထဲကိုကြပြီးတော့မျောပါသွားတယ်အဲ့ဒါဟာပကံရဲ့အစလို့ပြောခြင်းပြောလို့ရတယ်ပေါ့အဲ့ဒီကစပြီးတော့အဲ့ဒီချောင်းကိုလည်းပဲမြင်းကပါချောင်းမြင်းရောကရောပါသွားလို့မြင်းကပါချောင်းလို့ခေါ်တယ်လို့ဒီလိုလဲဆိုကြတယ်ပေါ့နော် အဲ့ဒီကနေပြီးအနောယထဘယင်ဆိုတာဖြစ်လာတာပဲရှေးခင်ကအနောယထဘယင်ဆိုတာမရှိသေးဘူးစုပ်တေးကိုအနိုင်တိုက်ပြီးတော့ဒီမျိုးပြကိုအုပ်ချုပ်တဲ့အခါမှာသူ့ရဲ့ညံစွမ်းညံစားနဲ့အစွမ်းတကူတွေတာထားလိုက်ပါ သူ့ရဲ့လက်ရည်လက်သွေးရဲ့အသိဉာဏ်နဲ့သူဟာအုပ်ချုပ်တယ်ရှားဆွေနဲ့တော့မှတော့အထင်ကြီးအောင်တော့ဖမဘယင်နေဟိုရင်း တရားမင်းကဗာဆက်တယ်ညာဆက်တယ်အဲ့ဒါတွေသာထားတရားကိုထဲ့မပြောနဲ့တော့ဈေးကြီးနေတရားကိုထဲ့မပြောနဲ့သူ့ရဲ့လူရဲ့အရေးချင်းတွေကရှိတယ်တမန်အရေးချင်းတွေရှိတာပဲเนาะအဲ့ဒီတမန်အရေးချင်းတွေကထူးခြားတဲ့အရေးချင်းနဲ့စုပ်တေးကိုအနိုင်ရပြီးတော့ပကံထိနှံ့ကိုသူကပိုင်းစိုးလိုက်တာပဲဖြစ်တယ် ဲ့တော့သူရဲ့အမည်နာမကို အနိရုဒ္ဓသို့မဟုတ်အနုရုဒ္ဓစပေယဆိုရင်တော့အနုရုဒ္ဓဆိုတဲ့စကားလုံးကအနိရုဒ္ဓဆိုတာမချုပ်ငြိမ်းဘူးဆိုတဲ့အဓိပ္ပာယ်ရနေ အနုရုဒ္ဓဆိုတာကြတော့မဆန့်ကျင်ဘူးဆိုတဲ့အဓိပ္ပာယ်ရအဲ့ဒီအဓိပ္ပာယ်ကပို့ပြီးတော့ကောင်းတယ်အနုရုဒ္ဓကနေပြီးအနောရဒ္ဓအတန်ကြီးနေကူးလာတယ်အတန်ကူးလာတယ် မဟိယင်္ဂနာကနေမရှိခနာဖြစ်သွားသလိုပဲတိလောကမင်္ဂလာလို့ရေးထားရနေဖတ်တဲ့အခါထိလို့မင်းလို့ဆိုဖြစ်သွားပြန်နော်တိလောကကိုပြီးအောင်မဖတ်တော့တိလောတိလောကကပြောက်သွားပြီတိလောမင်္ဂလာကျတော့မင်းလောမင်္ဂလောမင်းလောဖြစ်သွားတယ်အတန်နေပြောင်းသွားပြီးတော့ တိလောကမင်္ဂလာစီရိကလည်းထီလို့မင်းလို့ဖြစ်တာပဲမှန်ပါဗျာထီလို့မင်းလို့ဖြစ်တာအဲ့တော့အနုရုဒ္ဒကလည်းအနောရထဖြစ်သွားတာမဆမ်းပါဘူးဒါနော်